ဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့တောင်သူကြီးတွေအတွက်ပေါ့နော်ဒီနံပင်တွေအတွက်ရောစားတွေထက်သွင်းတဲ့အခါမှာဆိုရင်အကျိုးရှိထိရောက်ဖို့အတွက်အရေးကြီးပါခင်ဗျာဒီလိုအကျိုးရှိထိရောက်ဖို့ဆိုရင်ရောစားကျွေးတဲ့အခါမှာဆိုတောင်သူဦးကြီးတိုင်းအဖြစ်မနေဒါတိထားမယ်မှန်လေးမှန်ကိုကျွန်တော်တို့ဘူးသူရအနေနဲ့မျှဝေစောမှာဖြစ်ပါလေခင်ဗျာနံပါတ်1မှန်ကတော့ကျွန်တော်တို့ကျွေးမဲ့မျိုးစားအမျိုးအစားကိုရွေးချယ်တာမှန်ကန်ဖို့လိုမှာဖြစ်ပါလေခင်ဗျာဆိုလိုတာကကျွန်တော်တို့ရဲ့ဒီနံပင်ရဲ့ကြီးထွားမှုအလိုက်ပေါ့နော်ကျွေးရမဲ့မျိုးစားအမျိုးအစားတွေရှိပါလေခင်ဗျာဥပမာကျွန်တော်အပင်ပိုင်းဆိုင်ရာကြီးထွားဖို့အတွက်ဆိုရင်ကျွန်တော်တို့ အပလဲမျိုးစားလိုပါမျိုးရွေးချက်သုံးရမယ်ပြီးရင်ကျွန်တော်တို့အသီးအပွင့်တွေအမြစ်တွေအားကောင်းဖို့ဆိုရင်ကျွန်တော်တို့ဖော့စရလိုခေါ်တဲ့မီဆုံထက်လိုဟာမျိုးကိုကျွန်တော်တို့အလေးထားပြီးတော့ကျွေးဖို့လိုမှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်ကျွန်တော်တို့အသီးအပွင့်တွေဥတွေအယောင်သွေးတွေအည်သွေးတွေကောင်းဖို့အတွက်နော်ပူမောင်ယောဂါတန်ခံနိုင်ဖို့ဆိုရင်ကျွန်တော်တို့ဓာတ်စားလိုခေါ်တဲ့ပိုတက်မျိုးစားကိုလည်းပဲကျွန်တော်တို့အထူးကူးစိုက်ပြီးတော့ကျွေးဖို့လိုမှာဖြစ်ပါတယ်ခင်ဗျာဒါဒင်မဲလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့တိနံပင်အတွက် မရှိမဖြစ်လိုအပ်တာတော့ဟာထားတဲ့16မျိုးဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့ MBK ကတော့ကျွန်တော်တို့တောင်သူအများစုမဖြစ်မနေဒါအသုံးပြုတာဖြစ်တဲ့အတွက်ဒီအကြောင်းကိုကျွန်တော်တို့အထူးအလေးထားပြီးဒါပြောကြားခြင်းဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့မှန်ကတော့ကျွန်တော်တို့ကျွေးမဲ့မျိုးစာပမာဏပေါ့နော်မှန်ကန်မှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့တောင်သူကြီးတွေတတိထားမှာကျွန်တော်တို့ထပ်ပြောထားတဲ့သီးနှံမင်းရဲ့ကြီးထွားမှုနဲ့မျိုးစာ ကျွေးရမဲ့ပမာဏဟာတည်းရအချိုးကျတာဖြစ်ပါတယ်ခင်ဗျဆိုလိုတာကတီးနံပင်ငယ်ရစင်မှာဆိုရင်ကျွန်တော်တို့ကျွေးမဲ့မျိုးစားပမာဏဟာဆိုရင်ဒါနည်းနည်းပဲဒါလိုမှာဖြစ်ပါတယ်ခင်ဗျသူ့ရဲ့ကြည်ထောင်မှုအဆင့်လိုက်တီးနံပင်ကြည်ထောင်မှုတွေတဖြည်းဖြည်းကြည်ထောင်မှုကောင်းလာလေးလေးကျွန်တော်အားရတဲ့လိုအပ်လာလေးဖြစ်တဲ့အတွက်ကျွန်တော်တို့မျိုးစားကိုလည်းပဲလိုက်ရုံးကြီးတွေဖြစ်အောင်ကျွန်တော်တို့ကျွေးမှုကိုလိုအပ်မှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့ဘလိုအဖန်းတဲ့မျိုးစာကိုကျွန်တော်တို့အစောတလင်ပမာဏအများကြီးကျွေးတဲ့ဟာမျိုးပေါ့နော်ဒါမျိုးတွေလည်းပဲကျွန်တော်တို့တတိထားဆင်ကျင်ရမှာဖြစ်ပါတယ်ခင်ဗျ ။နောက်နံပါတ်3မှန်ကတော့မှန်ကန်တဲ့ကြီးထောက်မှုအဆင့်လိုက်ကျွန်တော်တို့ကျွေးဖို့လိုမှာဖြစ်ပါတယ်ခင်ဗျာ။ဥပမာဆိုကြပါစို့ကျွန်တော်တို့အပင်ငယ်ရေစင်မှာဆိုရင်အပင်ပိုင်းဆိုင်ကြီးထောက်ဖို့လိုအပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပလဲတက်မျိုးစားကိုမဖြစ်ရေစင်မှာဆိုရင်မဖြစ်မနေကျွန်တော်တို့အလေးထားပြီးကျွေးရမှာဖြစ်ပါတယ်ခင်ဗျာ။ပလဲမျိုးစားလိုဟာမျိုးဆိုရင်ကျွန်တော်တို့ပလဲတစနဲ့တဘောမျိုးစားသုံးစားနဲ့ရောပြီးကျွေးမယ်ဆိုရင်ပို့ပြီးတော့အကျိုးရှိထိရောက်စေနိုင်တာဖြစ်ပါတယ်ခင်ဗျ။ဒါပြင်ကျွန်တော်တို့ ီဆုံးတဲ့ကိုတိတိမင်းနဲ့စဆိုင်ပြီးမြေပြင်နဲ့ဟာနောက်ဆုံးထဲပြင်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့မြေခံအနေနဲ့ပို့ပြီးတော့ဒါထည့်သွင်းအသုံးပြုအောင်ဖြစ်ပါလေခင်ဗျာဒါရင်မဲလားဆိုမဟုတ်ပါဘူးကျွန်တော်တို့အသီးပွင့်နေဆောင်ဝင်တဲ့အချိန်မှာဆိုရင်လည်းပဲကျွန်တော်တို့မီဆုံးတဲ့ကိုတိုင်းတာတစ်ခုကြည့်တော့ကျွေးလို့ရတာဖြစ်ပါလေခင်ဗျာဒါပြင်ကျွန်တော်တို့ကအသီးပွင့်နေဝင်တဲ့ခါမှာဆိုရင်ကျွန်တော်တို့မီဆုံးတဲ့တွေမကပါဘူးတခြားဘိုရွန်တို့ကျွန်တော်မက်ဂနီဆီယမ်လိုဟာမျိုးပေါ့နော်ကလစီယမ်လိုဟာမျိုးပေါ့နော်စသဖြင့်ကျွန်တော်တို့စိုက်ပျိုးထားတဲ့သီးနှံအမျိုးအစားပေါ်လိုက်ပြီးတော့ကျွန်တော်တို့ထည့်သွင်းအသုံးပြုလို့ရတာဖြစ်ပါလေခင်ဗျာ ဒါပြင်ကျွန်တော်တို့အသည့်အပွင့်တွေတီးလာပြီးတော့အည်သွေးတွေအယောင်သွေးတွေကောင်းဖို့ပုံမှန်ယောဂါတောင်ကိုကျွန်တော်ခံနိုင်ရှိဖို့ဆိုရင်ကျွန်တော်တို့ပိုတက်လို့ခေါ်တဲ့ဓာတ်စားကိုကျွန်တော်မဖြစ်မနေကျွန်တော်တောင်သူကြီးတွေထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျာဒါမှသာလျှင်တိနံပင်ရဲ့ကျူထားမှုအဆင့်အလိုက်ပေါ့နော်လိုအပ်တဲ့မှန်ကန်သောအချိန်မှဆိုရင်မှန်ကန်တဲ့မျိုးစားပြုရမှာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်ကျွန်တော်တို့အချို့တောင်သူတွေဟာဆိုရင်တိနေရာစီတစ်လျှောက်လုံးမှာကျွန်တော်တို့ခံအားပက်လည်းကွန်ပေါင်းမျောစာပဲတုံးသွားမှာဒါလည်းမှန်ကန်တဲ့နိစနစ်တော့မဟုတ်ပါဘူးခင်ဗျသူ့ရဲ့အချိန်ခါလိုက်ပေါ့နော်ကွန်ပေါင်းမျောစာမှာဆိုလည်းအချို့မျိုးမျိုးရှိရပေါ့ MPK ရဲ့အချို့မှာဆိုရင်ဘယ်ချိန်မှာဆိုရင်ဘယ်ချို့မျက်နှာသုံးတင်လဲခြေချိုးလာနောက်ချိုးလာစသဖြင့်ပေါ့ဒါတွေချိန်ဆပြီးတော့ကျွေးမယ်ဆိုရင်ဖြစ်ရင်တိနေပင်လိုအပ်တဲ့အာဟာရတွေကိုလည်းပဲမမှန်ကန်ကန်ရရှိနိုင်ပြီးတော့ကွန်ကြစိတ်လည်းဒါတတ်တာစီမှာဖြစ်ပါလေခင်ဗျဒါကိုလည်းပဲကျွန်တော်တို့တောင်သူဦးကြီးတွေတတိထားတဲ့အချက်တစ်ချက်ဖြစ်ပါလေခင်ဗျ ဒါပြင်ကျွန်တော်တို့မျိုးစာကြွေးတဲ့အချိန်မှာအမှန်ကန်တဲ့အချိန်ကာလတစ်ခုလည်းပဲကျွန်တော်တို့တိရှိရွေးချယ်ရမှာဖြစ်ပါလိမ့်ခင်ဗျာဥပမာဆိုကြပါစို့နေရမ်းပူတဲ့အချိန်မှာဆိုရင်ပလဲမျိုးစာကိုကြွေးတဲ့ဟာမျိုးကိုကျွန်တော်တို့အထူးသဖြင့်ရှောင်ရှားတင်ပါလိမ့်ခင်ဗျာဒါပြင်ကျွန်တော်တို့ကြွေးမဲ့သီးနှံဆိုင်ခင်းတွေမှာဆိုရည်ရမ်းများနေတာအဆိုတတ်မလုံလောက်လားလေရမ်းတိုင်းနေတာစသဖြင့်ပေါ့နော်ပေါင်းခြင်းအခြေအနေမပေးတဲ့အချိန်ခါဒီမှာဆိုရင်လည်းကျွန်တော်တို့မျိုးစာကိုဆက်စင်းကြွေးရင်အကျိုးရှိထီအောင်မှုအားနည်းစေတာဖြစ်တဲ့အတွက်မျိုးစာကြွေးတဲ့အချိန်ဟာလည်းပဲကျွန်တော်တို့ရွေးချယ်ဖို့မှန်ကန်ဖို့လိုအပ်မှာဖြစ်ပါလိမ့်ခင်ဗျာ နောက်ဆုံးမှန်ကတော့ကျွန်တော်တို့ထည့်သွင်းအသုံးပြုတဲ့နီးစနစ်ပေါ့နော်ကျွန်တော်တို့ဘယ်နေရာမှာဘယ်လိုပုံစံမျိုးနဲ့ဘယ်နီးစနစ်နဲ့ထည့်သွင်းအသုံးပြုမလဲဆိုတဲ့အားမျိုးပေါ့နော်အဓိကကတော့ကျွန်တော်တို့မျိုးစာထည့်သွင်းတဲ့အခါမှာဆိုရင်ကျွန်တော်တို့စိုက်ပြထားတဲ့သီးနှံမင်းတွေအဟာရဓာတ်ပြည့်ပြည့်ဝဝနဲ့ကောင်းမွန်စွာအကျိုးရှိထိရောက်ရရှိဖို့အတွက်မှန်ကန်တဲ့နီးစနစ်ကိုဒါရွေးချယ်ဖို့လိုမှာဖြစ်ပါတယ်ခင်ဗျမျိုးစာထည့်သွင်းနီးစနစ်တွေကတော့အမျိုးမျိုး အများကြီးရှိပါတယ်။သို့တော့ကျွန်တော်တို့ကကျွန်တော်တို့စိုက်ပျိုးထားတဲ့သီးနှံပင်ရဲ့အမျိုးအစားရဲ့ပြီးရင်စိုက်ပျိုးထားတဲ့သီးနှံပင်ရဲ့အခြေအနေရဲ့ဒါရောမူတည်ပြီးတော့ကျွန်တော်တို့မှန်ကန်တဲ့ဤစနစ်ကိုဒါရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျ။ဥပမာစဘာခင်းနေမှာဆိုရင်ကျွန်တော်တို့အပေါ်ကနေကျက်ပက်တဲ့ဟာမျိုးပေါ့နော်။တခြားအတန်းလိုက်စိုက်ပျိုးထားတဲ့ဟင်းသီးရွက်စိုက်ခင်းနေမှာဆိုရင်လည်းကျွန်တော်တို့စိုက်ပေါင်ကြားလေးတွေထဲမှာကျွန်တော်တို့ဟိုအမြင့်နဲ့ခွာပြီးတော့စနစ်တကျထည့်တဲ့ဟာမျိုးပေါ့နော်။နှစ်ရှည်ပင်လိုဟာမျိုးဆိုရင်ကျွန်တော်တို့ကန်လို့ပြီးခေါ်တာပေါ့အရွယ်ရဲ့အုပ်ဆိုင်မှုရှိတဲ့နေရာမှာဆိုရင်ကျွန်တော်စဝိုင်းပုံစံနဲ့အလိုက်ပေါ့နော်ကျင်းဖောက်ရည်စော်လောက်အောင်တော့မဟုတ်စဝိုင်းပုံစံနဲ့မျိ ောင်းတူရေးတော့လောင်းကျွန်တော်တို့ဒါထည့်သွင်းအသုံးပြုလို့ရတာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ရာသီသီးနှံနေမှာဆိုရင် မြေကျင်းထဲမှာဖောက်ကြည့်မယ်ဆိုရင်အနက်6လမှဆိုရင်ကျွန်တော်တို့ဒီဘွားအဖြစ်အဆင်ပြေပါတယ်ခင်ဗျာဒါအပြင်ကျွန်တော်တို့နှစ်ရှိပြင်နေမှာဆိုရင်တော့ကျွန်တော်တို့24လမှပေါ့နော်နှစ်ပေလောက်အကျင်းဖောက်ပြီးကြည့်မယ်ဆိုရင်ဒါပုံမကျိုးရှိပြီးချိရောက်တာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အားလုံးကိုပြန်ပြီးညှိကုန်းချောရမယ်ဆိုရင်အခုကျွန်တော်ရှင်းပြခဲ့တဲ့မှန်လေးမှန်ကိုကျွန်တော်တို့တောင်သူကြီးတွေတတိလားလိုက်နာပြီးတော့ဆောင်းကြမယ်ဆိုရင်ဖြင့်ကျွန်တော်တောင်သူကြီးတွေ တင်းနံမင်းတွေကိုမျိုးစာကျွေးတဲ့အခါမှာဆိုရင်အကျိုးရှိထိရောက်ပြီးတော့လေလင်ဆုံးရှုံးမှုနည်းပြီးတင်းနံမင်းတွေဒါအထွတ်လုံးကောင်းမွန်မှာဖြစ်တဲ့အကြောင်းကျွန်တော်ဘူးသွားအနေနဲ့မျှဝေလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ